ချို့ကမိကွန်းတွေကိုပေါက်ပေါက်ချာချာမေးတက်ပါတယ်။ပါကြုပ်ဆရာတော်ကြီးနဲ့မိုင်းဖုန်းဆရာတော်ကြီးကဘသူကပို့ပြီးတော့မျက်ပါတလဲတဲ့။ဒီမိကွန်းကိုကိုယ့်အကူဖြူကြပါ။ဥတင်ပြောပြပေးပါမယ်။မင်းသားပြကဘာကြောင့်ပညာအရာမှာတာလွန်တဲ့အရှင်တိုင်ပုဒ်ဆရာမင်းမြတ်ကိုလက်ရရန်ပေးပြီးတော့တကိုးကြီးတဲ့အရှင်ဘောက်ကလန်မင်းမြတ်ကိုကြတော့ ဘာကြောင့်လဝဲမှာထားတာလဲဒီလားတခါတော့ကအရှင်တာယိဘုဒ္ဓရာနဲ့ရှင်မောကရမမတိမြတ်ကသူတို့ကသူတို့ချီးမွမ်းကြတယ်အရှင်တာယိဘုဒ္ဓမတိမြတ်ကနေပြီးတော့ရှင်မောကလံကိုငါရှင်မောကလံနဲ့တင်းကတာသနာမှာအရန်ကိုထင်ရှားပါတယ်တဲ့တင်းကဟိုးမှာမြင်ရတဲ့တောင်ကြီးနဲ့တူတယ်တဲ့ငါတို့ကကြတော့ အဲ့ဒီတောင်ကြီးဘေးနားမှာရှိတဲ့ကြောက်ခဲတွေကြောက်ကြုံတွေနဲ့တူပါတယ်ဆိုပြီးတော့ချူးမွန်ပါတယ်အဲ့ဒီခါမှာရှင်မမောက်ကလမဏိမြတ်ကလည်းအရှင်တာယဘုဒ္ဓမဏိမြတ်ကိုပြန်ပြီးချူးမွန်တယ်ငါရှင်တာယဘုဒ္ဓရာတဲ့ငါရှင်ဟာပညာရမှာအတလွန်ဆုံးပဲတဲ့ငါရှင်ဟာဟိုးမှာတွေ့နေတာသားခဲကြီးနဲ့တူတယ်တဲ့သားခဲကြီးနဲ့တူတယ်တဲ့သားဆိုတာကဘာလဲဆိုလို့ရှင်ဟင်းချက်လို့ရှင် မပါလို့မဖြစ်ဘူးအဲ့ဒါလို့ပြောချင်တာကပညာကနေရာတကမှာမပါလို့မဖြစ်ဘူးပညာရှိကိုရှိရမယ်ပညာတက်ကိုတက်ရမယ်နော်အဲ့ဒါလို့ချီးမွမ်းပါပြင်ဦးဇင်းတို့ပခုံးနှစ်ဖက်ကိုကြည့်လိုက်ပါသင်္ကန်းဥထားတဲ့ရန်တွေရဲ့ပခုံးနှစ်ဖက်ကိုကြည့်ပါညာဘက်ပခုံးကိုဖော်တယ်ဘယ်ပခုံးကို ဖုံးထားတယ်ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ပညာကိုဖော်ထားရမယ်တကိုးကိုအနာဖာဝါကိုဖုံးထားရမယ်ဒါကိုပြောချင်တာဖြစ်ပါ ဒါကိုကြည့်ရင်အပြင်ပညာကတကူထက်အလုံးနဲ့ဆိုတာပို့ပြီးတော့ထင်ရှားပါတယ်နော်တကူဆိုတာအတုံးမချတတ်လို့ရှိရင်လမ်းမတက်ပါတယ်ဒဲလားသူတွေကတကူကိုယုံကြည်လို့ရှိရင်သူတို့ဟာဒီတကူနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကမှဆိုလို့ရှိရင်သူတို့ကိုသူတို့အသက်အရာပြည့်စုံမလို့ထင်ပါဒါကမဟုတ်ပါအဲ့ဒီတကူဆိုတာသူတို့ကိုယ်ကွယ်တဲ့ပုဂ္ဂိုလ်တွေကို အချောင်သေးရလေးမိုးတည်ပါတယ်ဒီလားအငါတို့ကတကူနဲ့မဆာမှာပဲငါတို့သီးပွားလက်လာပါတိုးပွားလာတကူနဲ့လုပေးမှာပဲဆိုပြီးစိတ်နဲ့ကိုကိုချင်ကြတာများပါတယ်တကူရှိတဲ့ပုံကိုတွေကိုလေဒါပညာကားလည်းလို့မဟုတ်ဘူးတော့ငါတို့ကိုကိုရဲ့ဘုန်းကြီးကပညာတက်တယ်ပညာရှိတယ်ဟေးတွားကြရအောင်သူတို့ရှင်ငါတို့ကိုအသုံးမလေးပေးလိမ့်မယ်ငါတို့ကိုလမ်းမှန်ရအောင်သုံးမပေးလိမ့်မယ် ငါတို့ကလည်းအဲ့ဒီအသုံးမနဲ့တူလက်မရအောင်ရှောက်မယ်ဆိုတဲ့တိတ်တဲ့ကိုးကွယ်တာများပါတယ်။နော်။ပြောချင်တာကပညာအာသနာပုဂ္ဂိုလ်ကရတဲ့သူတပည့်တွေကိုလက်မရအောင်ရှောက်ဖို့တိုက်တွန်းပေးတယ်။တကူအာသနာတဲ့ပုဂ္ဂိုလ်တို့မြတ်မြတ်ကကြတော့သူတို့ကိုးကွယ်တဲ့တပည့်တွေကတော့ရှောင်သိတဲ့တွေများပါတယ်။ဒါကိုကြည့်ရင်တွေ့ပါလိမ့်မယ်။ဒီလား။